ဘာလို့မျိုးကဆောဟဖွဲ့စတင်ခဲ့ပုံတကယ်ချင်းတွေကိုဘလို့တိဆောက်ခဲ့လဲအဖွဲ့ဝင်တယောက်ချင်းစီအကြောင်းကိုသူ့ရဲ့ဖွဲ့သားတွေကိုတခြားရှင်းပြပေးနေခဲ့ပါတယ်။အားလုံးကလည်းဆောဟတ်တွေအကြောင်းမှစီမျောရင်ငိုယုံနေကြတဲ့အခါအဲကနေဒီလိုလူတိများလာတဲ့ဆောဟတ်ဖားပဲကြီးတစ်ခုဖြစ်လာတာလို့ဘာလို့မျိုးကဆိုပါတယ်။ ဒီနေ့တော့ဒီလောက်ပဲမလို့လော့စဲလူပီဆန်ပိုင်းဝင်နဲ့အခြားသူတွေကိုဘေးကင်းကင်းနဲ့ဇိုးကျွန်းကိုပို့ပေးလိုက်ကြရအောင်လို့ဘာလိုမျိုးကအော်ပြောနေတုံးပါပဲရုပ်တရက်မိုးကြိုးပြစ်ခံရပါတော့ရှီတက်ဌာနချုပ်မှလည်း Navy Admiral ခေစာယူက White Bear ရဲ့လမ်းအောက်မှာလလုတ်ခဲကြတဲ့ခေါင်းဆောင်တွေအားလုံးပေါင်းဘယ်နှယောက်ကြာရှုံးသွားပြီလဲလို့ရှီတက်သားတစ်ယောက်ကိုမေးနေခဲ့ပါတယ် အားလုံးပေါင်း16ရောက်ဖြစ်ပြီးထူးခြားတဲ့ဖြစ်ရပ်တွေဖြစ်ပြီးတဲ့နောက်မှာမြို့တွေနဲ့အတူပျောက်ကွယ်သွားကြတယ်။အထူးကြိုက်ကြဆုံးက6ရောက်လောက်ရှိပြီးတော့အပျက်စီးတွေကလည်းအများကြီးရှိလာတယ်။သူကတော့ WP ရဲ့ Adword Newsgate ရဲ့တာအရှင် Adword Weaver ဆိုတာကိုဝန်ခံဖို့လုပ်တယ်ဆိုပေမဲ့လူအများကတော့မယုံကြည်ကြဘူးဆိုတဲ့အကြောင်းကိုထူးထူးကပြောပြလိုက်ပါရဲ့။အဲ့ဒါကအမှန်ဟုတ်ဟုတ်မဟုတ်ဟုတ်အဖေဖြစ်သူကဘသူပဲဖြစ်ဖြစ်ခေစာဦးကတတို့နဲ့မဆိုင်ပဲတခုကတော့သူကပင်တယ်မများဖြစ်နေကြီးမားလောက်တဲ့အင်အားရှိတယ်။မသိရင် WP ရဲ့ငွေဒုံးကနဲ့တိတ်တူတယ်လို့ခေစာဦးကဆိုပါရဲ့။ လူဗီတို့ဂျွဲအိုစာကနေထွက်လာကြပြီးတပတ်အကြာမှာတော့ဘာလို့မျိုးတို့ဖွဲ့ခါလှိုင်းမှုလို့မအီမတာဖြစ်နေကြပါပြီ ပေတတမြလှုပ်ပြီးလှိုင်းမှုနေကြလို့ဒါကိုပေတတမြလို့ခေါ်နိုင်သေးရလားလို့ဇိုးကလည်းပြောနေခဲ့ပါတယ်။လှိုင်းမှုရင် rubber တစ်ဆေးစားဖို့အဖွားကပြောထားရဲဆိုပြီးဘာလို့မျိုးကတစ်ဆေးတွေစားနေရဲခါအဲ့ဒါကြောင့်ပဲတစ်ဆေးတွေနေရာအနှံ့ကတ်ထားရလားလို့ဥစောကလည်းအော်ပါတော့ရဲ့။အဲ့ချင်းဖွေသားတယောက်ကနိုင်လက်တဲ့နနိုင်နားမှာတောင်လိုလို monster လို့တခုခုကိုရွေလျားနေရဲ့အကြောင်းကိုလှမ်းပြောပါတော့ရဲ့။တောင်ရွယ်ဆလောက်ရှိရဲ့ monster ဆိုတာမှရှိနိုင်လို့မူးနေရတယ်လို့ဘာလို့မျိုးကပြောနေတော့လူဖီကလည်းရွေးနေတဲ့တောင်ကိုသွားကြည့်မယ်လို့လို့ဥစောကမနေတာပြီးဒီမျိုးကိုတဲ့ကအမြန်ထွက်ရမယ်လို့ဆိုပါရဲ့။ VV ကလည်းအဲ့ဒီရှိကိုပဲညွန်ပြနေကြောင်းနဲ့ဇိုးကျွန်းကထူတဲ့ တဲ့မျိုးဘေးဥပတ်ရစီကြောင်းနဲ့ကျွတ်ကျွတ်တွေကိုပိတ်ဆို့ထားရလဲကြားဘူးကြောင်းလောကပြပြလိုက်ပါတယ်။ဒီလိုနဲ့ရှစ်ကိုဆက်လာကြတော့ဇိုးကျွန်းကိုရောက်လာခဲ့ကြပါပြီ။ဇိုးဆိုတဲ့အတိတ်ပဲကစင်ဆိုတဲ့အတိုင်းပဲစင်ကြီးတဲ့ဖွဲ့တည်ရှိနေတဲ့ကျွန်းကိုမြင်လိုက်ကြတော့အားလုံးလည်းအယံအံ့ဩနေပြီးတော့စင်ကြီးလားကျွန်းကြီးလားအောင်မှဝေခွဲမရဖြစ်နေကြပါတော့။ ဇိုးကအကြီးမားတဲ့စင်ကြီးပေါ်မှာတည်ရှိနေတဲ့ကျွယ်ဝတဲ့နေရာတစ်ခုလို့လောကရှင်ပြရတဲ့ဦးစောလေးဓာကြီးကအသက်ရှင်နေတာလားလို့လောကကိုမေးလိုက်ပါတယ်။အမြဲတမ်းလှုပ်ရှားနေတာမို့လို့သူကြီးရဲ့တနေရာရဲမှာလည်းမတည်ရှိနိုင်တဲ့တဆေကျွန်းအမှန်တကယ်ကတော့ကျွန်းတစ်ခုမဟုတ်တာကြောင့်မလို့လောပို့စ်လည်းမရောက်နိုင်ဘဲနဲ့လောကသူလည်းအခုမှရောက်ဘူးတာလို့ဆိုပါတယ်။ကျောဘက်ကိုပြတ်တားနေတာမလို့စံချီတို့တွေလည်းဒီကိုရောက်နေတာကြာလောက်ပြီထင်တယ်လို့လောကဆိုပါရဲ့ရော်ဘင်ကလည်းသူတို့တွေကလမ်းလျှောက်ထွက်နေတဲ့စင်တကောင်နောက်ကိုလိုက်နေတဲ့ပုံပဲလို့ပြောနေခဲ့ပါရဲ့ ဇိုးကိုရောက်ပြီဆိုတော့ခင်ရမိုလည်းမိုနိုစကေးအစင်ပြေမယ်လို့မျှော်လင့်မိရလို့ပြောနေခဲ့ပါရဲ့ဇိုးမှာလူတကုံမုံတီးတဲ့လူမျိုးစုတစ်ခုကလည်းရှိနေတယ်လို့ကြားဘူးကြောင်ခန်ဂျိုကပြောတော့မစ်လူမျိုးဆိုတာကိုလောကလည်းပြပြလိုက်ပါတယ်သူတို့တွေကလူတွေနဲ့ဝဝေးနေတတ်ကြပြီးတော့သူတို့နိုင်ငံရဲ့တမိုင်းချောင်းကလည်းနှစ်ပေါင်းတစ်ထောင်လောက်ရှိနေပြီဖြစ်ကြောင်လောကထက်ရှင်းပြလိုက်ပါတယ်စင်ကြီးရဲ့ကျောပေါ်မှာနှစ်တစ်ထောင်လောက်တည်ရှိနေကြတဲ့မျိုးနွယ်စုဆိုတော့ဒီစင်ကြီးကလည်းနှစ်ပေါင်းတစ်ထောင်လောက်အသက်ရှင်နေတယ်ဆိုတဲ့သဘောလာလို့လူပီကလည်းမေးလိုက်ပါတယ်ဇိုးနောက်ကိုရောက်တဲ့အခါလူပီတို့လည်းစန်ဒီကိုလှမ်းမြင်လိုက်ရပါတယ်ဘာလို့လူမျိုးတယောက်ကတော့ထုံးစံတိုင်းခနာမငြိမ်နေတဲ့ခါဆိုလဲအော်ပါတော့ ဆန်ဒီမှာချစ်ရတော့မှရှိမနေလို့ Frankie လည်းကြည့်ရတာပမန်စီကနဲ့ကောက်ကောက်ကြီးလက်သွားချတဲ့ပုံပဲလို့ပြောနေခဲ့ပါရဲ့လူဗီလည်းနာမီတို့နာမည်ကိုအော်ခေါ်နေပေမဲ့ပြတ်မထူးလို့တင်မော့စီကိုကိုတိုင်သွားကြည့်ကြတဲ့အခါဘသူကမှလည်းမတွေ့ရပဲစင်ကြီးကလည်းစရွှေလျားနေခဲ့ပါပြီစင်ကြီးရွှေလျားနေပြီမလို့ဘာလို့မျိုးလဲစတဲကိုတုံးမိလိုက်ပြီးတော့ဆန်ဒီနဲ့ချိတ်ဆက်ပေးလိုက်ပါရဲ့ ခဏကြာစင်ကြီးကချက်တက်သွားတော့ဘာလို့မျိုးလဲစံပိုင်းတို့အမြန်သွားပါလို့လုံနေမယ်ပဲဘယ်သူမှမရှိကြတော့ပါဘူးသူတို့နဲ့အောင်းလဲစန်နီပေါ်ရောက်တဲ့အခါဦးစော်လဲနာမီတို့ကိုတွေ့လာလို့လူဗီကိုလှမ်းမိလိုက်ပါရဲ့လူဗီလည်းမရှိကြအောင်ပြပြတော့အားလုံးကဇိုးဘော်ကိုတတ်သွားကြရဲ့ပုံမဲ့လို့လောကဆိုပါရဲ့တော်လိုင်းရင်ဌာနချုပ်မှလည်း Dragon က Dunquiote Family ကြာဆုံးခြင်းဟာကြီးမားတဲ့တယောက်မှုကြီးတစ်ခုကိုဖြစ်ခဲ့တယ်လို့ပြောနေခဲ့ပါရဲ့အစိုးရကလည်းဒီကိစ္စကိုအေးစိနေမှာမဟုတ်ပဲနဲ့ Cyber ပူးအဖွဲ့ကလည်းမကြသေးခင်ကမှအင်အားတွေဖြည့်ထားတာမလို့ပိုခရူးဆိုင်ကြဖို့ Dragon ကမှာကြားနေခဲ့ပါရဲ့ အဲ့ဒီချိန်ခွာလာကရောက်လာပြီးတော့ဂျွဲဥစာကတိတ်လာတဲ့လက်နက်တွေထဲမှာထူးခြားတဲ့တတူကြိုင်တစ်ခုလည်းပါလာချောင်းကိုလာပြောပြပါတော့ရဲ့ဂျွဲကန်အိုင်းအောဆိုတာကတော်တော်လေးကိုရှာပါပြီးနိုင်ငံအနေငယ်မှာပဲတူဖောက်နေတာမို့လို့လက်နက်တွေဘာမှထုတ်လို့လဲဆိုတာကိုရှာတွေ့နိုင်တဲ့ဆိုတဲ့အကြောင်းခွာလာကပြောလိုက်ပါတယ်ဂျွဲဥစာကိစ္စတွေပြီးကြတဲ့ကတခြားအလုပ်တွေကိုစူးစမ်းနေတာမို့လို့ရောပင်ရောနေကောင်းရင်လာလို့ဂျွဲကွန်ကမေးလိုက်ပါတယ်လူဖိရဲ့အကြောင်းကိုရောမမေးတော့ဘူးလားလို့ခွာလာကပြန်ပြောတော့ဂျွဲကွန်ဖြစ်သွားတဲ့မျက်နှာကိုမြင်ပြီးခွာလာလည်းစာဘုတ်ကအများကြီးပြောပြပေးခဲ့ပြီးပြီဆိုတဲ့ပုံမဲလို့ပြောနေခဲ့ပါတယ် ။ဘာပဲဖြစ်တကဘာလုံးကတော်လိုင်းခေါင်းဆောင်တွေအကုန်လုံးကိုစင်ခေါ်လိုက်ဖို့ဂျော်ကွန်ကလည်းထပ်ပြောလိုက်ပါရဲ့။ညူဝိုင်းတနေရာမှာလည်းဘလက်ဘီယာတို့ကရှိနေခဲ့ပြီးတော့ဘာဂတ်စ်ကလည်းလက်ဖီစီကိုဆက်တွေ့လာခဲ့ပါရဲ့။အချိန်လုံးဒီမှာတတိလနဲ့လို့ဆက်တွေ့မှုမလုပ်နိုင်ခဲ့ကြောင်းဘာဂတ်စ်ကပြောတော့ရှီယာယူကလည်းအဲ့ဒီကောင်အသက်ရှင်နေတရလားလို့ပြောလိုက်ပါရဲ့။ အခုဖင်သားမလေးတို့လက်ဖိတ်ကမေးတော့နှင်းလို့ဖြူနေတဲ့ကျွန်းတင်မတစ်ခုရဲ့အောက်ခြေမှာပုံနေခဲ့တာမလို့အခုဒီကိုကျူးကျော်ဝင်ရောက်လာမယ်ဆိုရင်လက်နက်ပမာဏအများကြီးရလာနေဆိုတာကိုလည်းကပတိန်တစ်ချ်ကိုပြပြပေးဖို့ဘာဂတ်စ်ကပြောလိုက်ပါတယ်။ဘာဂတ်စ်ကသူလက်ထံရထားတာမလို့ဒေါက်တာကျူကိုပါခေါ်လာခဲ့ဖို့မှာလိုက်ပါတယ်။ကျွန်းနမဲကိုလည်းတခြားမသိပဲလုံးဝမြေပုံထဲမှာလည်းမပါတဲ့နေရာတစ်ခုမလို့ဘာဂတ်စ်ကသူ့ရဲ့ VV ကတ်တိုင်းကိုလိုက်လာခဲ့ဖို့နဲ့ဒီမှာဒရဂွန်နဲ့စာပို့လည်းရှိတာမလို့ Revolutionary Army ရဲ့ပင်မဌာနချုပ်ဆိုတာကိုလည်းသိကြတယ်လို့ဆိုပါတယ်။ကျွန်းကျွန်းမှာလေ white bear ရဲ့သားလို့ကိုကိုတရားဝင်ကြညာထားသူဖြစ်တဲ့ edward weber ကသူ့ရဲ့မိကိုသူက white bear ရဲ့သားမှလာလို့မိနေခဲ့ပ ပါတယ်။ Miss Parkin လို့ခေါ်တဲ့ WiFi ရဲ့ချစ်တယ်လို့ကိုကိုတရားဝင်ကြီးညာထားတဲ့သူကလည်း WiFi ရဲ့ Parkin ဆိုတာဟန်ဆောင်ထားတဲ့မိသားစုတကူမလို့ WiFi ကပဲ WiFi ရဲ့တရားထဲတော့တားရင်ပဲလို့ဆိုပါတယ်။မာကိုတို့လိုမျိုးကြံရှိနေတဲ့ WiFi ရဲ့ Parkin တွေကိုဆက်ရှာ WiFi ရဲ့အဖေ News Gate ကဒီချမ်းသာမှုနောက်မှာတကူကိုချန်ထားနိုင်တာမလို့တားရင်ဖြစ်တဲ့ WiFi ကပဲတရားဝင်အမွေဆက်ခံရမယ်သူကလို့ Miss Parkin ကဆိုပါတယ်။အဲ့ဒီချိန် WiFi ကသူ့အဖေကိုတတ်ခဲ့တဲ့ Black Bear ကိုလက်တော့ပြန်မယ်လို့လုပ်နေလို့သူ့ကိုလက်တော့ပြန်အောင်လဲ Baby တကူတော့မှရှာမှာမဟုတ်လို့ Miss Parkin ကလည်းတို့တို့လိုတာကပတ်စံမယ်လို့ဆိုပါတယ်။ ဘက်ကီတောင်းမှလည်းဘက်ကီပို့ဆောင်ရဲ့အလုပ်ကိုအမှားစားပဲစတိုက်ရောက်နေတာမလို့ Q ရဲ့အတန်ကမြည်တာမရက်တန်းတော့တဲ့အကြောင်းကိုဖွဲ့ထားတဲ့ကလည်းဘက်ကီကိုပြောနေခဲ့ပါရဲ့ တို့ဖလာမင်ကိုစီကလည်းလက်နက်တွေမရနိုင်တော့မလို့ကျေးစားတွေကဆက်တွေ့နေကြအောင်ထူထူကပြောရတဲ့ဘက်ကီကအားလုံးဆက်တော့ပြီးရင်တိုက်ပွဲမြေမှာသွားတောင်းချမ်းပြီးတော့ပစ္စည်းတွေကိုတယ်လာဖို့ပြောရင်ရှီမောနေပါတော့ဟင်ဘက်ကီရဲ့ဖွဲ့သားတယောက်ကကျေးစားဟာချူတင်စီကအဆက်တွေ့ရထားပြီးတော့ချမ်းရဲ့ငါးအောင်လုံးကအဖွဲ့ကနေထွက်ချင်တဲ့အကြောင်းကိုပြောပြတော့ဘက်ကီကတတို့ကအကြီးမားဆုံးဝင်ဝင်ပေါက်တယ်မလို့အကြောင်းပြချက်ကိုပြောဖို့ဩပါတော့ဟင်တပကဘာလိုမျိုးကလည်းတတို့စားစရာတွေလွှဲထားပေးကြောင်းကိုပြောနေခဲ့ပါရဲ့လူဗီတို့ကလည်းဇိုးစီသွားတော့မှမလို့ဘာလိုမျိုးကအောင်ငုံနေပေမဲ့ဘသူမှတတို့ကိုခရူးစိုက်မနေခဲ့ကြပါဘူး တဖက်မှာခန်ချိုကလည်းအပေါ်ကိုတက်ဖို့ကြပုံဆွဲနေတဲ့ပုံကိုအားလုံးကလည်းမွေးတီကောင်အိမ်မြောင်ဆိုပြီးတော့ထင်မြင်ချက်တွေပေးနေတော့ Rising Dragon လို့ခန်ချိုကရေရွတ်လိုက်ပါတော့ရဲ့အဲ့ဒီချိန်အပြင်ကိုထွက်လာတဲ့ငကားကကျမ်းမာရဲ့ချိုတဲ့ပုံပေါက်နေလို့ဦးစောလည်းဘလို့ကောင်းလဲလို့អော်နေခဲ့ပါတယ် Robin ကတော့ Dragon လေးကချစ်စရာလေးဆိုပြီးသဘောကျနေပါတော့ရဲ့ဒီလိုနဲ့ငကားပေါ်တက်စီပြီးတော့စင်ကြီးစိုးပေါ်ကိုတက်ကြပါတော့ရဲ့ တစ်ဖက်ကဘာလူမျိုးကတော့မျက်ရည်စာရင်လည်းလူဖီကိုနှုတ်ဆက်စကားအော်ပြောနေပါတော့ရဲ့လူဖီကလည်းအဝေးကနေဘာလူမျိုးကိုလွန်မီယိုလို့အဖျားဆုပ်အော်ခေါ်လိုက်ပြီးတော့ကျေးဇူးတင်ကြောင်းနဲ့လှမ်းအော်ပြောလိုက်ပါတယ်ပထမဆုံးနာမည်ကိုခေါ်ခံလိုက်ရတော့ဘာလူမျိုးလည်းအရန်ပျော်ရွှင်နေပြီးတော့ဒီလိုပဲနှုတ်ဆက်လမ်းခွဲလိုက်ကြပါတော့ရဲ့ ူဗီတိုတွေဟာစင်ကြီးရဲ့ဖေဘက်အနောက်ကနေအပေါ်ကိုတက်နေကြပြီးတော့တက်နေရင်ငကားကပင်မလာလို့အောက်ကိုပြန်ကျလာတဲ့အခါအာတင်းထားဖို့လူဗီကအော်ပြောလိုက်ပါတယ်။ဥစော့ကလည်းဒီဒရဂွန်လေးကိုဘူနိုဆိုကဲလို့နာမည်ပေးမယ်လို့ဆိုပါတယ်။ပြန်ပြီးတော့ရှုတ်ကျလာတာမဟုတ်လို့အစားကနေအပေါ်ကိုပြန်တက်ကြရပါတော့။အခုထိထိတ်ကိုတောင်မှလမ်းမမြင်ရသေးလို့စင်ကြီးတို့ဘလို့များတက်သွားကြလဲလို့လူဗီကပြောတဲ့အခါဇိုးကလည်းသူတို့အဲ့ဒီမှာရှိနေရကောတေရောတေချာရလားလို့မေးနေခဲ့ပါတယ်။ခင်မတို့ကဘာလို့ဇိုးကိုတွားချင်ရလဲလို့လူဗီကမေးတဲ့အခါခင်မတို့လည်းလူဗီတို့ကကျေးဇူးရှိတယ်မလို့ပြောပြမှရှာတော့မယ်လို့ဆိုပါတယ်။ ဝါနိုတဲကထွက်လာကြတဲ့ကဇိုးဟာပန်းတိုင်ဖြစ်ခဲ့ကြပြီးတော့ပင်လယ်ထဲမှာလမ်းခွဲခဲ့ကြတဲ့နောက်ထပ်နင်ဂျာရိုက်ဆိုတဲ့ဒီကိုရှောင်းနေတော့ပြီမလို့ခန်ချိုကပြောလိုက်တော့လူဖီတို့နဲ့နင်ဂျာဆိုတော့အယံအောင်နေပါတော့အေးနင်ဂျာကိုလူဖီကသူ့လဲတွေ့ဘူးချင်ပြီးတော့ဇိုးကလည်းရှယ်ဝင်းကန်းတွေကိုကြည့်ချင်တယ်ဥစောကလည်းရေတကုံအောက်မှာထိုင်လာလားလောကလည်းတဘာဝလိုအစွမ်းတွေကိုတုံးနိုင်မှာလားဖရန်ကီကလည်းတတို့ကဝုန်းဆိုပြီးတော့ပျောက်သွားကြရလားဆိုပြီးတော့ဝိုင်းပြီးတော့နင်ဂျာရဲ့အကြောင်းကိုဝိုင်းမိကြပါတော့ရဲ့ ဲ့ဒီချိန်အပေါ်ကားတွေမြောက်တောင်ကကြာလာတော့လူပီတို့ကကိုစီကိုစီရှောင်ကြပါမယ်ခန်ဂျိုနဲ့ခင်ရဲမိုကနင်ဂျာနဲ့ပတ်သက်ပြီးတော့နောက်ပြောင်နေကြတာမလို့တိုးတိုးနဲ့တိုက်မိပြီးတော့အောက်ကိုပြုတ်ကြပါတော့ဟေးလူပီတို့လည်းလှမ်းပြီးတော့အော်ခေါ်ကြည့်တဲ့ကခင်ရဲမိုတို့ကလည်းတိုးတိုးအစင်ပြတာမလို့အပေါ်ကိုအရင်သွားနေကြဖို့ပြန်ရောပြုတ်လိုက်ကြပါတယ်လူဖီကလည်းယူနိုဆူကဲကိုအောက်ကိုပြန်စင်းဖို့ပြောနေပါမယ်ယူနိုဆူကဲကတော့အပေါ်ကိုပဲထက်တက်နေတာမလို့ပြပမနဲ့ဒီထိကိုရောက်လာပြီးတော့မှလူပီတို့တွေပြန်စင်းခိုင်းရမှတနာပြီးတော့ဒီအတိုင်းပဲအပေါ်ကိုဆက်သက်ခိုင်းပါတော့ဟေး တို့နဲ့အချိန်ကညနေဆောင်ကိုရောက်လာကြတဲ့အခါလူဖီကလည်းအရှိဆုံးမှထိုင်ပြီးအိပ်ပျော်နေလို့တတိလေးပါလေးကတ်ထားဖို့ဦးစောကလည်းပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်ထိတ်ကိုလှမ်းမြင်နေကြရပြီမလို့ဦးစောလည်းအာတင်းထားဖို့ပြောလို့ဆိုခဲ့ကိုအော်ပြောနေတော့လူဖီကလည်းနိုးလာပြီးတော့ထိတ်ရတော့ပါမလို့ဝင်အားပေးတဲ့အခါအချိန်လွန်ပြီးတော့ပြုတ်ကြပါတော့။ဦးစောကလည်းလူဖီအိတ်ကိုဖမ်းပြီးလို့လူဖီကဖမ်းမိရတဲ့အချိန်မှာလူဖီအော်ဒန်ကြတော့မှလူကအောက်ကိုပြုတ်ကျသွားတယ်ဆိုတာမှကိုတတိထားမိပြီးတော့တကူးတလိုက်ဖို့ဦးစောကလည်းအော်ပြောလိုက်ပါတယ်။လူဖီတို့လည်းတခုခုကငကားရဲ့ချုပ်ကိုလှမ်းဆွဲလိုက်တာမလို့ဦးစောလည်းစောက်ထိုးဖြစ်လို့နေခဲ့ပါပြီ။ အားလုံးကလည်း Unity Scale ကိုစိတ်သက်ခွန်အားတွေဝိုင်းပေးကြတဲ့အခါ Unity Scale နဲ့ထိတ်ကိုတက်ဖို့အားတွေပြန်ပြစ်လာပြီးတော့အမြန်တက်ပါတော့ဟဲ့အားလုံးလည်း Unity Scale နာမည်ကို Wind Off ပြီးတော့အားပေးကြတဲ့အခါနောက်ဆုံးမှတော့ထိတ်ကိုရောက်လာခဲ့ကြပါပြီအပေါ်ကိုရောက်လာတဲ့ Unity Scale ကချက်ချင်းပုံအဖြစ်ပြန်ပြောင်းသွားတဲ့အခါဥစော့ကတိုးတိုးတောင်မှတေချာကျေစုမတင်ရသေးဘူးဆိုပြီးတော့မျက်ရည်တွေနဲ့ကျေစုတရားပြောပါတော့ဟဲ့ဒီလိုနဲ့ Zone နဲ့ Log ကတော့ပကြီးပုံတက်တက်ကိုကြီးစရာပြီးလာလုံးနေရလို့ပြောတဲ့အခါဥစော့လည်းဒီနေရာထိတ်ကိုခေါဆောင်လာပေးခဲ့တဲ့သူကိုကျေစုတင်တဲ့ပုံစံကဒါလားဆိုပြီးတော့နောက်ကနေလှမ်းတော့ပါတော့ဟဲ့ ဇိုကတော့ကိုမတိရဲ့နေမြေထဲမှာတတိလလွတ်မနေတင့်ပဲနဲ့အရှိမဘာရှိတဲ့ဆုတောက်ကိုလည်းအာယုံစိုက်ကြဖို့ပြောလိုက်ပါတယ်။တလွင်းနဲ့ရှစ်ကိုဆက်လာခဲ့ကြပြီးတော့စောင့်ကြည့်မျှော်စင်ရှိနေမယ်။စောင့်ကြည့်နေရတူလည်းမရှိဘူးလို့လောကဆိုပါရဲ့။လူဖီကတော့သူ့စိတ်ကြအမြင်ကြီးကိုတတ်သွားပြီးတော့ဒါကစင်ကြီးရဲ့ကြောပေါ်လာဆိုပြီးတော့အော်ဟစ်နေပါတော့ဟဲ့။ဥစ္စာကလေးလူပိနောက်လိုက်ပြီးတော့စင်ကြီးရဲ့ကြောဘောကအကြတဲ့ကိုမြင်တော့အယံအံ့ဩနေခဲ့ပါပြီ။ကြီးမရဲ့စင်ကြီးရဲ့ကြောဘောမှာနှစ်ပေါင်းသထောင်လောက်တည်ရှိနေခဲ့တဲ့နိုင်ငံတော်မြင့်နဲ့မြို့လေးလေးရှိတယ်။တစ်ပင်ကြီးတွေကလည်းဝေလာငါးကြီးနဲ့တူတယ်ဆိုပြီးတော့လူပိကတော့အယံသဘောကျနေပါတော့။ လူပီကအောက်ကိုထပ်ပြီးတော့ခုံချသွားပြန်ပါတယ်တခုခုမြင်ရလားလို့ဇိုးကလှမ်းပြီးတော့ဒီနေရာကတရားဟုတ်ကိုလှမ်းကြည့်ဖို့အရန်မြင့်ချောင်းဦးစောကပြန်ပြောလိုက်ပါတယ်ဇိုးကအထဲကိုဝင်မလို့နေတဲ့အခါခင်းမွန်တို့ကမစောင့်တင်ဘူးလားလို့ရောဘင်ကလည်းမေးလိုက်ပါတယ်တိုက်တွေကအဲ့လောက်လည်းကြည့်မနေလို့အရင်သွားကြမယ်လို့ဇိုးကဆိုပါတယ်သူတို့နဲ့အထဲကိုဝင်လာတဲ့အခါပျက်စီးနေတဲ့တကားကိုကြည့်ပြီးတယောက်ကဖြက်စီးသွားတယ်လို့ထင်ကြောင်းလောကလည်းပြောနေခဲ့ပါတယ် အရှိကိုစောက်ဝင်လာကြတဲ့အခါတောလန်းကလည်းအတော်လေးပြက်စီးနေပြီးတော့ခြေရာအကြီးကြီးတွေကိုလည်းတွေ့လိုက်လာမလို့စန်ဂျီရိုတဲ့အဆင်ပြေပါမလားလို့ဖရန်ကီကပြောနေခဲ့ပါတယ်။ဒီလိုနဲ့အောင်းလည်းအရှိကိုဆက်လာကြတဲ့အခါမင်ကလေးတယောက်ကလည်းအားလုံးကိုစောင့်ကြည့်နေပြီးတော့လူဆိုးမျိုးတွေကခေတ္တကားကိုဖျက်ပြီးတော့ဝန်လာတာမလို့ဘေဘီတီကအစော်ခံလိုက်ရပြီလားလို့ပြောနေခဲ့ပါတယ်။ တဖက်ကလူပီကတော့မြို့ပြတ်ထဲရှောက်လာပြီးတော့နာမည်တကုတ်အော်ခေါ်ရင်အရှိကိုဆက်သွားနေခဲ့ကြပါတယ်။ဒီနေရာမှာရှမ်းနဲ့ဂတ်စ်အနံ့ရလို့တခုခုများဖြစ်သွားခဲ့တယ်လို့ဖရန်ကီကပြောနေပြီးတော့ဥဆော့ကလည်းအရန်ကြောက်လန့်နေခဲ့ပါပြီ။အဲ့ချိန်ဇိုးကတခုခုဒီသားမိတော်တာကြောင့်မလို့ခုတ်ဖြစ်လိုက်တဲ့အခါသူမကရှောင်ရှားလိုက်ပြီးတော့ဇိုးကိုတိုက်ခိုက်ဖို့ပြန်လို့တော့ရက်လိုက်ခါပြောဆိုတဲ့စကားနဲ့သူတတော်ကြီးတကောင်ကပေါ်လာလို့ဥဆော့လည်းအရန်ကြောက်နေပါတော့ရဲ့။သူတို့ထက်အရေးကြီးတာကဝေလာငါတန်းပြီမှာကျွတ်ကျွတ်သူရောင်းနေရဆိုတဲ့အကြောင်းထို့သူကပြောတော့အဲ့ဒါကမစ်မျိုးနဲ့ဆူလို့လောကလည်းပြပြလိုက်ပါ တတဝါကြီးရဲ့ကျောပေါ်မှာနေထိုင်ကြတဲ့အမျိုးသမီးရဲ့အဝတ်ကိုမြင်တဲ့အခါနာမည်ရဟာမဟုတ်ဘူးလားလို့ဦးစောကရဲ့တွေးတယ်ခဲ့ပါရဲ့လူပီတယောက်တောထဲမှာနာမီတို့နာမည်ကိုအော်ခေါ်ရင်းလျှောက်သွားနေပြီးတော့ဒါကိုမစ်ကလူမျိုးတယောက်ကလည်းစောင့်ကြည့်လို့နေခဲ့ပါရဲ့တစ်ဖက်မှာလည်းဖရန်ကီတို့ကတလေးဆန္ဒလူလားဆိုတော့ဝေဝဲမရဖြစ်နေပြီးတော့ဦးစောကလည်းအဲ့ဒီအင်ဂျီကိုဘယ်ကရလာတာလဲနာမီကိုတော့ဘာလို့ပစ်လိုက်ပြီလဲလို့အော်ဟစ်နေပါတော့ရဲ့တစ်ဖက်ကလူပီကလည်းဝေလာငါတစ်ပင်ကြီးစီတွားနေတော့မှပဲထူးဆန်းတဲ့အကောင်တွေနဲ့ဒိုးပါတော့ရဲ့ ခါရော့ကအမြင့်ကြီးကိုခုန်တက်သွားပြီးတော့ပောက်ကွဲလာတဲ့နေရာတစ်ခုကိုလမ်းထွေးလိုက်တဲ့ကြောင့်မလို့ခါရော့စီးတီဘက်ကဝေလာငါ3ဦးစီကဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အချိန်မရှိတော့ကြောင့်မလို့ထိုမျိုးသမီးကလည်းဝန်နီဘောကိုအမြန်တက်ဖို့ခါရော့ကိုပြောလိုက်ပြီးတော့ဦးစောတက်ကိုပို့ဆောင်ပေးဖို့လည်းအချိန်မရှိကြတော့တာမလို့ရိုက်ဖလန်3ကိုလမ်းညွန်ပေးလိုက်ပြီးတော့အဲ့ဒီမှာမင်းတို့တငယ်ချင်းတွေရဲ့အလောင်းကိုတွေးကြားလိုက်မလို့ထပ်ပြောလိုက်ပါတယ်။အလောင်းဆိုတော့ဦးစောလည်းရန်အန်အောင်နေပြီးတော့ပြောစရာစကားတော့မှမရှိဖြစ်သွားခဲ့ရပါပြီ။တို့အဆင်ပြေပါမလားလို့ခါရော့ကမေးတော့တို့က short hot တွေဖြစ်ကြောင်းသူမကပြန်ပြောပြလိုက်ပါရဲ့အခုဝေလာငါးတောအုပ်ကိုကျွတ်ကျော်လာတာကလည်း short hot လူပြပဲဖြစ်ရမယ်လို့သူတို့ကဆိုပါရဲ့ ဥဆုံးကလည်းနာမည်တို့အသက်ခံလိုက်ရပြီဆိုပြီးတော့အော်ငွေတဲ့ခါစံချီနဲ့ရှိနေတာမလို့အရန်မစိုးရိမ်ဖို့ဆိုက ပြောလိုက်ပါရဲ့ရန်သူတွေဟုတ်မဟုတ်အဖြေရှာမယ်လို့ဖရန်ကီကပြောတော့အရင်ဆုံးတဲ့င်းတွေကိုအရင်စုဆောင်ရလိမ့်မယ်လို့ရော်ဘင်ကဆိုပါရဲ့လော်ရဲ့ဖွယ်တာတွေကလည်းဒီမှာရောက်နေတာမလို့ဆက်တယ်လို့ရနိုင်မယ်နီးလမ်းများမရှိဘူးလားလို့ရော်ဘင်ကမေးတော့လော်လေတူတော်မှပြန်တွေးရလိမ့်မယ်လို့မထင်ထားပါပဲဘပိုရဲ့ဗီဗီကက်ကိုတည်ရသွားခဲ့ပါရဲ့ဘပိုကလည်းဝုန်းဝုန်းတကောင်မဲမလို့မိတ်လူမျိုးများလားလို့ဥဆုံးကမေးတဲ့ခါလော်လေတာကဘပိုရဲ့မွေးရမည်ဆိုရင်ပဲသူကငယ်ကလေးကဒီကျွန်းကထွက်လာတာမလို့ဒီကျွန်းနဲ့ပတ်သက်ပြီးတော့တိတ်မသိဘူးလို့ဆိုပါရဲ့ သူတို့နဲ့အရှိတ်ကိုဆက်သွားခဲ့ကြပါပြီ။တစ်ဖက်မှာလည်းလူဗီကမစ်လူမျိုးစုတယောက်နဲ့တိုက်ခိုက်နေခဲ့ပါ යි ။လီယန်စစ်ကဘာလို့မတိုးတာလဲလို့အနားမှာရှိခဲ့တဲ့လူတယောက်ကပြောတဲ့အခါလူဗီလည်းသူကရွာပါလူသားမဟုတ်လို့မတိုးဘူးလို့ဆိုပါ යි ။အဲ့ဒီအချိန်ဖပိုကမှရောက်လာပြီးတော့သူနဲ့အတိမလို့ရက်တန်လိုက်ကြဖို့ပြောရမယ်။ရော်ဂျီဆိုတဲ့သူကတော့ကြွကြွတူမလို့မရက်တန်နိုင်ဘူးလို့ဆိုပါ යි ။ရော်ဂျီကဒေါ်တာကြီးထွက်လာရင်တားစီမရနိုင်ဘူးလို့ဖပိုကပြောနေတော့ဝမ်ဂျီနဲ့ခါရော့ကရောက်လာပြီးတော့လာတားပါတော့ရဲ့။ နွားရိုင်း mix ဖြစ်တဲ့ဗျော်ဒီကိုပိတ်ဆက်အနေနဲ့တာပြီးတော့ Gorilla mix ဖြစ်တဲ့ BB Black Black ကိုငှပြောသေးပြလိုက်တော့မှငြိမ်သက်သွားပါတယ်ခွေးတကောင် mix ဖြစ်တဲ့ Wanda ကတကွတူမိတ်ဆက်ပြီးတော့ Young mix ဖြစ်တဲ့ Kao ကိုပါမိတ်ဆက်ပေးလိုက်ပြီးရဲ့နောက်တို့တို့ဘာမှလုံးဝမဟုတ်လို့မခုခံတော့ဘူး Luffy ကိုပြောလိုက်ပါတယ်။ Luffy ကလည်းချော့ပတ်လို့လူမျိုးတွေအများကြီးပဲမလို့အံ့ဩနေခဲ့ပါပြီ။ လူဖီကသူဘာမှမလုပ်ပဲတိုးတိုးတွေလာတိုက်ခိုက်ကြတဲ့အကြောင်းကိုပြောတော့ဂါဒီယန်တွေကဒီတောအုပ်ကနေချီချော့တူကိုတိုက်ခိုက်ရတာတိုးတိုးကတာဝန်ပဲလို့ဝန်ဒါကဆိုပါတယ်ဝန်ဒါကလူဖီကိုသူတာဝန်ယူပြီးခေါ်သွားပေးမှာမလို့ဂါဒီယန်တွေကိုခွင့်လွှတ်ပေးဖို့အော်ပြောလိုက်ပါတယ်အဲ့ချိန်စောင့်ကြည့်နေတဲ့ပတ်ပြိုဆိုသူကလည်းအားလုံးကိုပြန်ဆုပ်ချဖို့အော်ပြောလိုက်တဲ့နဲ့တိုးတက်ကနေအများကြီးထွက်လာလို့လူဖီလည်းသူအဝိုင်းခံထားရတာလုံးဝတိမထားမိခဲ့ဘူးလို့ဆိုပါတယ်လာပညာမဟုတ်တာကိုပဲကျေးဇူးတင်ရမယ်လို့ဝန်ဒါကပြောရတော့ဘပုကရှောက်လာပြီးတော့တိုးတိုးမတွေ့ရချာပြီးဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဒါမဲ့လူဖီကတော့ပပိုးကိုမမမိနေလို့ပပိုးလည်းဖာမောက်ဝါပြီးတော့ကုကြီးစောင်းရှောက်ခဲ့တဲ့သူဆိုတာကိုပြောပြလိုက်ပါတယ် လူဗီလဲလောတို့အဖွဲ့တက်ကစကားပြောတဲ့ဝက်ဝင်စတောက်ကိုဒီထားမိသွားပြီးရောလောနဲ့ဒီမှာရှိနေကြောင်းကိုပြောပြလိုက်ပါရယ်စင်ကြီးရဲ့ကြောပေါ်အလဲကခူအူစီးတီကိုလည်းရောဘင်တို့ကရောက်လာခဲ့ပြီးရောအပြတ်စီးတဲ့လူတွေမရှိနေတာကိုသိလိုက်ရတဲ့ဦးစော့ကလည်းစံကြီးတို့ကိုအောက်ခေါ်ပြီးရောဒီကနေပြီးအ мян ပြန်ကြမယ်လို့အော်နေပါတော့ဟဲ့ရောမင်ကအိတ်တိန်တဲ့ကိုဝင်ကြည့်တဲ့အခါချက်ပြုတ်ထားတဲ့အတိုင်းပဲရှိနေသေးတာမလို့မချသေးခင်ရမှာဖြစ်ဖြစ်တော့တာထင်တယ်လို့ပြောနေခဲ့ပါရယ်အားလုံးကကိုစီကိုစီနေရာအနက်ကိုလိုက်ကြည့်နေပေမဲ့ဦးစော့တက်ကတော့ကြောက်လန့်လို့အော်ဟင်နေခဲ့ပါပြီဆိုကနှိမ့်ဆက်တဲ့အရာတစ်ခုကိုရှာတွေ့ပြီးတော့ Frankie ရဲ့ချစ်ရအချီကြီးတွေအများကြီးရှိကြောင်းပြောနေတော့နောက်ထပ်ချစ်ရအချီကြီးကို လောကတွေ့လိုက်လို့အားလုံးကိုခေါ်ပြလိုက်ပါရဲ့မစ်မျိုးနဲ့စုကိုတိတ်ဆက်နဲ့တားရဲတွေကတိုက်ခိုက်ခဲ့တာလားစိတ်ဝမ်းကွဲပြီးတော့အချင်းချင်းရံဖြစ်ကြတာလားလို့လောကကောက်ချက်ချနေတော့မှာပဲဘော်ဘင်ကရောက်လာပြီးတော့ဒီနိုင်ငံကတပတ်နှစ်ပတ်အတွင်းလောက်မှာရုပ်တရက်ပျက်စီးသွားကြတာပဲလို့ပြောပြလိုက်ပါရဲ့ တဖက်ကဝန်နာကလည်းဒီအကြောင်းလေးကိုလူဖိကိုပြောပြနေခဲ့ပါရဲ့ဒီရှာစုနှစ်ချီတဲ့ရှေးနိုင်ငံတော်ကြီးရဲ့နာမည်ကတော့မုခုမွန်ဒုက္ခထွန်းလို့ဝန်တာကဆိုပါရဲ့လောက်ဝက်လက်တုံးကအားလုံးပျော်ရွှင်နေကြပါမယ်ဒီနိုင်ငံကိုဖျက်ဆီးသွားရဲ့သူရဲ့နာမည်ကတော့ Jack လို့ဝန်တာကပြောနေတော့မေကြီးတက်ကပါတုံလောက်လာပါတော့ရဲ့ဝန်တာကဝန်နီဘုတ်ကိုတတ်ဖို့ပြောပြီးတော့ Rifle မှာရှိနေတဲ့တငယ်ချင်းလေးစုကိုခေါ်ဆောင်တော့ပြမယ်လို့ပြောလိုက်ပါတယ်လူဖိကစံကြီးတော်အဲ့ဒီမှာပဲမှတ်လာလို့ဝန်တာကိုမိလိုက်ပါမယ်ဝန်တာကတော့ပြန်ဖြေဖို့ကိုတွန်းဆုတ်နေခဲ့ပါရဲ့ ဒါလေးကတော့ one piece အပိုင်း164ပြည့်ပြီးအပိုင်း165ကိုဆက်တင်ပေးနိုင်မှုတော့ like လေးတယောက်ချက်စင်းနေပြီးတော့ comment လေးကျွန်တော်မှတ်ပေးခဲ့ကြပါအောင် channel လေး subscribe လေးမတော်နေလို့ပြီးတော့ကြည့်ကြပါအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဆက်မှတ်ပါ